နိုင်ငံတော်ရေးစီးပွားရေးတိုးတက်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဇူလိုင်လ2ရက်နေ့မွန်လွဲပိုင်းမှာနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမှာမှာကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးကိုကောင်စီအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနေပြီးတော့ကောင်စီဥက္ကဋ္ဌဒုတိယဝန်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီးတိုင်းဒေသကြီးနယ်ပြည်နယ်ဝန်ကြီးချုပ်များကဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ။ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအဖွင့်အမှားစကားပြောကြားရမှာမိမိတို့နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်ကြောင်းနိုင်ငံတစ်ခုရဲ့စီးပွားရေးကို GDP ဖြင့်တိုင်းတာကြကြောင်း2024-2025ခုနှစ်ဘဏ္ဍာနှစ်မှာမိမိတို့နိုင်ငံရဲ့ GDP မှာအမေရိကန်ဒေါ်လာ86.4ဘီလီယံရှိကြောင်း2025-2026ဘဏ္ဍာနှစ်မှာအမေရိကန်ဒေါ်လာ81.6ဘီလီယံထိမျှော်မှန်းဆောင်ရွက်လျက်ရှိပြီး 9.2ဘီလီယံကတိုးတက်အောင်ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းမိမိတို့နိုင်ငံအနေနဲ့အာဆီယံနိုင်ငံများနဲ့အိမ်နီးချင်းနိုင်ငံများနဲ့နှိုင်းယှဉ်မှာက GDP နည်းပါးလျက်ရှိတာကြောင့် GDP တိုးတက်စေရေးကုန်ထုတ်လုပ်ငန်းများတိုးတက်အောင်စွမ်းအားရှိသမျှအားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းမြန်မာနိုင်ငံရဲ့စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှရရှိမှုမှာအမေရိကန်ဒေါ်လာ၄.၈ဘီလီယံခန့်သာရှိကြောင်းဘယ်လာရုစ်နိုင်ငံအနေနဲ့ခေတ်မီတီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုဆောင်ရွက်၍ ထုတ်ကုန်များကိုထုတ်လုပ်ပြီးပြည်ပသို့တင်ပို့နိုင်မှုပုံမှုများပြသည့်ကိုလေ့လာတွေ့ရှိရကြောင်းအလားတူရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Bratia ကိုရောက်ရှိချိန်မှာလည်း၎င်းတို့အနေနဲ့ဒေသတွင်မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရမှာခေတ်မီနီးစနစ်များကိုအသုံးပြုကမျိုးကောင်းမျိုးသက်များဖြင့်မွေးမြူပြီးထွက်ရှိလာတဲ့အသားများကိုပြည်ပသို့တင်ပို့လျက်ရှိသည်ကိုသိရှိခဲ့ရကြောင်းမိမိတို့နိုင်ငံမှာတနိုင်ငံလုံးစံဖူလုံမှုအနေနဲ့ 190ရာခိုင်နှုန်းခန့်ရှိကြောင်းစံဖူလုံမှုမရှိသည့်ဒိုင်းဒေသကြီးနယ်ပြည်နယ်များလည်းရှိသည်ကိုတွေ့ရှိရပြီးဘန်းနာရီမှန်းချက်များပြည်ပြီးအောင်စနေတကြားဆိုင်ပြိုကအထွန်းတုံတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဆိုပါကဒိုင်းဒေသကြီးနယ်ပြည်နယ်များအလိုက်စံဖူလုံမှုများရှိလာမှာဖြစ်ကြောင်းမိမိတို့နိုင်ငံမှာထွက်ရှိတဲ့စံများကိုပြည်ပနိုင်ငံများသို့အရေးအသွေးပြည့်မီစွာထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါကနိုင်ငံခြားဝင်ငွေများပို့မိုရရှိလာမှာဖြစ်ကြောင်းဒါကြောင့်မိမိတို့အနေနဲ့စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း တီးနှံများအထွန်းတုံးတိုးတက်အောင်ဆောင်ရွက်တဲ့ကဲ့သို့စာရေးကားများကိုတိုးချဲ့ဆောင်ရွက်ပြီးတီးထက်များစိုက်ပျိုးသွားရန်လည်းလိုအပ်ကြောင်းတနိုင်ငံလုံးအတိုင်းအတာဖြင့်တနည်းမှာတတိသာစိုက်ပျိုးသည့်စိုက်ပျိုးမြေမှာတန်း20ခန်းရှိကြောင်းဆိုင်ပြွေးလုပ်ငန်းများအောင်မြင်မှုရှိစေရန်ဒိုင်းဒေသကြီးနယ်ပြည်နယ်များကအကောင့်ထဲပေါ်ဆောင်ရွက်ရမှာဖြစ်ကြောင်းစိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့စီးပွားရေးလုပ်ငန်းများအောင်မြင်မှုကိုမိမိတို့အစိုးရရဲ့မှတ်ချက်အဖြစ်ကြန့်ရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း မိမိတို့နိုင်ငံအနေနဲ့လူဦးရေရဲ့80ရာခိုင်နှုန်းဟာဂျေးလန်နေသူများဖြစ်ပြီး30ရာခိုင်နှုန်းဟာမျိုးပေါ်နေသူများဖြစ်ကြောင်းရင်းတို့အနက်90ရာခိုင်နှုန်းကျော်ကန်းဟာစိုက်ပျိုးမွေးမြူရေးနှင့်တည်တော်ကဏ္ဍတို့မှတနည်းနည်းဖြင့်လောက်ကိုင်းနေကြသူများဖြစ်ကြောင်း ဒါကြောင့်မိမိတို့အနေနဲ့ခြေလက်နေပြည်သူများအဓိကထားလုပ်ကိုင်တဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်ပေးနိုင်ပြီဆိုပါကစင်းရဲမွေးတည်မှုလျှော့ချရေးမှာများစွာအထောက်အကူဖြစ်စေနိုင်ပြီဖြစ်ကြောင်းမြည်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမဆိုခြေလက်ကိုဗဟုပြုကဆောင်ရွက်ကြသည့်ဖြစ်ခါခြေလက်နေပြည်သူများဝင်ဝင်များပြားလာမှာဖြစ်ပြီးစင်းရဲမွေးတည်မှုညွှန်ကိန်းများလည်းကျဆင်းလာနိုင်မှာဖြစ်ကြောင်းမိမိတို့နိုင်ငံမှာ MSME လုပ်ငန်းများကိုကြည့်မိဆိုပါကအများစုဟာစားကုန်တောက်ကုန်ပစ္စည်းများဖြစ်သည့်ကိုတွေ့မြင်ရတာကြောင့် အခြားဈေးကွက်ဝင် ထုတ်ကုန်များဖြစ်တဲ့စက်မှုထုတ်ကုန်များလေယာဉ်လုပ်ငန်းသုံးထုတ်ကုန်များကိုပုံမထုတ်လို့ရန်လိုအပ်ပါကြောင်းဝါသီးနှံဟာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အလားအလာကောင်းတဲ့သီးနှံတစ်ခုဖြစ်တာကြောင့်အားပေးတိုးချဲ့ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းဝါနှင့်ဝါကိုနိုင်ငံစီးပွားမြင့်တည်ရေးအတွက်အ धिक လုပ်ငန်းများအဖြစ်ထည့်သွင်းဆောင်ရွက်သင့်ကြောင်း၂024ခုနှစ်အချက်အချာများအရအလုံးလုံးနိုင်သည့်သူ အသက်15နှစ်အထက်မှ65နှစ်အကြားလူဦးရေကန့် ခန့်မှန်းခြေအားဖြင့်34ဒသမ83တန်းရှိကြောင်းတနီမဟုတ်တနီဖြင့်အလုံးလုံးနေသူမှာ19ဒသမ14တန်းရှိကြောင်းနိုင်ငံဝန်ထမ်းအနေနဲ့တတန်းကျော်ရှိကြောင်းတက္ကသိုလ်ပညာသင်ကြားနေသူ1ဒသမ4သိန်းရှိကြောင်းပြည်တွင်းပြည်ပအလုံးသမားအဖြစ်မှတ်ပုံတင်ကအလုံးလုံးနေသူ18ဒသမ133တန်းရှိကြောင်းမိမိတို့အနေနဲ့အလုံးလုံးကိုင်းနိုင်ပြီးရေကန်ပြေကန်ကောင်းများအခြေခံကောင်းများရှိပြီးဖြစ်တော်လေအမှန်တကယ်အလုံးလုံးရန်လိုအပ်နေသေးကြောင်း ကမ္ဘာပံအနေနဲ့မိမိတို့နိုင်ငံမှာပြည်ပခါများကြောင်းကုန်ထုံးလုံးမှုများထိခိုက်ခါအလုံးမလုံးနိုင်ခြင်းမန္တလေးငရင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်ရခြင်းစသည်တို့ကြောင့် GDP ညှော်နေနိုင်သည်ဟုတုံ့သက်ခဲ့ကြောင်းမိမိတို့အနေဖြင့်ငရင်တဘာဝဘေးအလွန်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များမှာစီးပွားရေးလုပ်ငန်းများအမြန်ဆုံးပြန်လည်ဦးမော်လာစေရန်အတူတူသက်သာစွာဖြင့်ရင်းနှီးမြှုပ်နှံငွေများထုတ်ပေးရည်တည်လည်ပါဝင်ကြောင်း ထိခိုက်ခင်ရတဲ့နိုင်ငံစည်းဝါပြန်လည်ကောင်းမွန်စေရေးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဆက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့ကဆက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ကုန်ထုံးလုပ်မှုလုပ်ငန်းများတိုးတက်ရေးအတွက်ဆောင်ရွက်ခဲ့မှုဆက်မှုလုပ်ငန်းနှင့်ဆက်မှုစုံများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုအသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်အဒီနောအစီအဝေးတက်ရောက်လာကြသူများကနိုင်ငံတော်ရဲ့စီးပွားရေးတိုးတက်ရေးနဲ့ဆက်လင်း၍အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကစေဝါထုတ်လုပ်မှုနှင့်ပတ်သက်၍ပြည်တွင်းအဓိကလိုအပ်ချက်အများဆုံးရှိတဲ့စီများကိုပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်လိုအပ်ကြောင်းမိမိတို့အနေနဲ့ MSME လုပ်ငန်းများအားပေးဆောင်ရွက်ရမှာပြည်တွင်းမှာထွက်ရှိတဲ့ကုန်ကျန်းပစ္စည်းများကိုအဓိကထားကထုတ်ကုန်ပစ္စည်းများပိုမိုတိုးတက်ထုတ်လုပ်ပြီးပြည်ပသို့တိုးမြင့်တင်ပို့နိုင်ရန်လိုအပ်ကြောင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရမှာဈေးကွက်လိုအပ်ချက်ရှိတဲ့ထုတ်ကုန်များကိုအဓိကထားက ပမာဏများများဖြင့်အရေးအသွေးကောင်းမွန်စွာထုတ်လုပ်ရောင်းချနိုင်ရန်လိုကြောင်းနှင့်အခြားလိုအပ်တာများကိုဖြည့်ဆွတ်မှာကြားခဲ့ပါသည်။ အဒီနာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကနီကုန်းချုပ်အမှာစကားပြောကြားရမှာမိမိတို့အနေနဲ့နိုင်ငံစီဝါတိုးတက်ရေးနဲ့ကုန်စည်နှုန်းများကျဆင်းရေးအတွက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းရေရှည်အတွက်ဆောင်ရွက်ရမည့်ကိစ္စရပ်များရှိသကဲ့သို့လက်တလောဖြည့်ရှင်းရန်လိုအပ်မည်ကိစ္စရပ်များကိုလည်းဖြည့်ရှင်းဆောင်ရွက်သွားရန်လိုကြောင်းအချိန်တို့ကာလအတွင်းနိုင်ငံစီဝါတိုးတက်ရေးကိုဦးစားပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း ကြည်ရင်းကြုံဖူလုံးမှုပြောင်းဆိုင်ပြိုးထုတ်လုံးမှုစီထွက်သီးနှံနေကြဆိုင်ပြိုးထုတ်လုံးမှုများဒိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့်များစွာအထောက်အကူပြုစေမှာဖြစ်ကြောင်းမိမိတို့နိုင်ငံမှာစိုက်ပျိုးဖြစ်ထွန်းသည့်မြမဒူရင်းနှင့်စိန်တလုံးတရက်ကဲ့သို့သောသီးနှံများကိုအရေးအသွေးကောင်းမွန်စွာဖြင့်စိုက်ပျိုးထုတ်လုံးနိုင်ရေးသုတေသနပြုဆောင်ရွက်သွားရန်လိုအပ်ကြောင်းမိဖို့ကြောင့်သောသီးနှံများဖြစ်တဲ့ကြက်သွန်ဤကြက်သွန်ပြူအာလူနှင့်အခြားသီးနှံများကိုလည်းတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်မည်ဆိုပါက တောင်သူများအတွက်တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်းသုတေသနလုပ်ငန်းဟာနိုင်ငံအတွက်အ धिक လိုအပ်တဲ့တည်နှံများထုတ်လုပ်ရေးမှာတိုးတက်မှုများကိုဖြစ်ပေါ်စေမှာဖြစ်ပြီးနိုင်ငံစည်းဝါတိုးတက်မှုကိုများစွာအထောက်အကူပြုစေမှာဖြစ်ကြောင်းအလားတူမွေးမြူရေးနဲ့ပတ်သက်၍လည်းကြက်ဘဲဝက် စိတ်နွားငါပဇွန် စတဲ့မွေးမြူရေးနဲ့ပတ်သက်တဲ့သုတေသနလုပ်ငန်းများကိုဆောင်ရွက်ကပြည်တွင်းမှာမွေးမြူရေးလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနေဆက်ဒေသတွေမှာတရားမဝင်ကုန်သွယ်မှုများပြုလုပ်ခြင်းဒေသအလိုက်တရားမဝင်တယံစာတများထုတ်ယူခြင်းများကြောင့်နိုင်ငံတော်အနေနဲ့များစွာထိခိုက်စေလျက်ရှိကြောင်းဒါကြောင့်တိုင်းဒေသကြီးနယ်ပြည်နယ်အစိုးရအဖွဲ့များအနေနဲ့စနေတကျကြက်မှတ်ဆောင်ရွက်နေရန်လိုကြောင်းမှာကြားခဲ့ပြီးအစီအဝေးကိုညနေပိုင်းမှာရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။